ရုရှားတို့ပထမဦးဆုံးပွဲဥထမိတ်ဆက်တဲ့ AI ဆေးဥကြီးဟာမိတ်ဆက်ပွဲအစပွဲဥထမှာလေမောက်ရလဲသွားတဲ့အတွက်ရုရှားတို့ကတော့အရှက်ကွယ်သွားပါလိမ့်ရုရှားမှာအားလုံးထင်ကြီးဆောင်ကြီးခံနေရတဲ့ဉာဏ်ရည်တို့ AI ဉာဏ်ပညာသုံးစေဟာပွဲဥထမိတ်ဆက်တဲ့ခန္ဓာမှာနေဟထိုးမကုန်လဲပြီးအရှက်ကွယ်ခဲ့ပါလိမ့် AIDOL IDOL လို့နာမည်ပေးထားတဲ့လူတို့ဆဲဟာရုရှားမှာတော့ကျူတင်ပြီးနာမည်ကြီးနေတာပါ အားလုံးကအထင်ကြီးနေတဲ့ဒီပညာစံသစ်ဒီဖြစ်မှုတစ်ခုဖြစ်ပါတယ်အဲဒီဆယ်ရွေးမိခင်ကမ္ဘီကလည်းဒီနာမည်နဲ့ပဲဖြစ်ပြီးတော့ရုရှားပထမဆုံး AI ပညာသုံးဆယ်ရွေးလို့ကြွေးကြော်ခဲ့ပါတယ်ဘောမာစတီးယန်းကမော်စကိုမှာစံသစ်အဆင့်မြင့်တင်နေတဲ့အဆင့်ဒီဆယ်ရွေးကိုကမ္ဘီကပထမဆုံးဝယ်ထုတ်မိတ်ဆက်ခဲ့ပါတယ်အဲ့ဒီဆဲဟုတ်ဟာလူသားတွေလိုမျိုးလှုပ်ရှားသွားနိုင်တယ်လို့မိတ်ဆက်ထားပေမဲ့စင်ပေါ်ရောက်လာပြီးတိတ်မကြခင်မှာပဲအဲ့ဒီဆဲဟုတ်ကလှုပ်ရှားမှုတွေကလည်းပုံမှန်မဟုတ်တော့ဘူး တွေ့ရပါတယ်နောက်ပြီးတော့အဲ့ဒီစေယုတ်ကစက်ကပိုင်းတွင်မှာလည်းဟန်ချက်မထိနိုင်ပဲဟတ်ထူးကြီးလဲသွားပါတယ်စေလို့ရှောင်မှုနေတဲ့စောင်းကြည့်နေတဲ့350လောက်ရှိမှာစေယုတ်ကမလားမပကြီးဖြူလဲသွားတဲ့ပြည့်အစိတ်ပန်းတချို့ပါပြုတ်ထွက်ကုန်ပါလေ။နောက်ဆုံးတော့စေယုတ်ဟာဘလောက်တော်မှမကြလိုက်တဲ့အချိန်မှာမှုတ်ခုန်ကြီးလဲသွားတာဟာအလုံးအတွက်အံ့အားသင့်စရာကြီးဖြစ်သွားပါလေ။ လဲနေတဲ့အချိန်မှာလည်းဒီဆေးဟာရက်ကရက်ကန်နဲ့အတော်ကြီးရောဂံနေခဲ့ရတာကိုတွေ့ရပါတယ်။နောက်ကန်ဒီလုံကလည်းပူပြီးအာမန်ပါတဲ့အရှင်မျိုးဖြစ်တဲ့ Gona Flying Long ဆိုတဲ့သချင်းထွက်နေချိန်မှာပဲဆေးဟကဘိုင်းကနေလဲသွားတာပါ။ကမ္ဘာတောင်ရှိသူတွေကတော့အဲ့မှာ light ကတခုကိုအရင်ကြီးဆွဲယူလာပြီးအမြန်ဆုံးကာလိုက်ရပါတယ်။အစိပိုင်းချိုးပြုတ်ထွက်နေတဲ့ဆေးဟကိုရိုးတိုက်ဆွဲသွားတဲ့အချိန်မှာဖွင့်လာတဲ့နောက်ကန်သချင်းစာသားကလည်းကြောင်ပြောင်းလေးကြောင်ဖြစ်နေပါလေ။ အခုအရန်စူးစမ်းနေရတဲ့ဆိုတဲ့အပိုက်ဖြစ်ပါတယ်ရုပ်တရက်ဥဒေသာဖြစ်တော်တဲ့ပြိတ္တကပထမတော့စွန့်အားသွားပါတယ်အဲ့ဒီနောက်မှာတော့စိတ်မတမတာနဲ့လက်ခုပ်တီးနေရပါတယ်ဒီမျိုးကိုရိုက်ကားထည့်တဲ့ဗီဒီယိုကလည်းလူမှုကွန်ရက်မှာအတော်လူပြောများနေပါတယ်ဒီဆဲဝတ်ထည့်တဲ့သူတွေကတော့သူတို့ရဲ့ပွဲဥထွက်ဒီလိုဖြစ်မှုကအများရဲ့အာယုံဆိုင်ကြီးခင်ရတာကိုအတော်အံ့ဩတယ်ဆိုပါတယ်သူတို့ဟာအဖွဲအစည်းကြီးမဟုတ်လို့အစိုးရရုံးဝင်ထောက်ပံ့မှုနဲ့လက်ပတ်နေတာလည်းမဟုတ်ဘူးပြောပါတယ် လူလေးစလေးဦးတည်းနဲ့အမေကိုကငယ်စ조사နေတဲ့ကမ္ဘီတစ်ခုသာဖြစ်ကြောင်းပြောပါတယ်။စောပိုင်းကျင်းရာထမမှာတော့ DAIDOS Reserve ဟာလမ်းလျှောက်စကားပြောပအဝင်ချင်းမှာရှိတဲ့အရာဝတ္ထုတွေကိုကင်တွဲရွှေပြောင်းလုံးဆောင်နေတာတွေပါလို့ဆိုပါတယ်။လူနဲ့နေစုံတူမီအောင်လှုပ်ရှားနေတဲ့ဆဲဦးတွေဖန်ပြီးကမ္ဘာတစ်လောကနေပညာလုပ်ငန်းစုကြီးတွေကအပြိုင်ဆိုင်조사နေပါတယ်။အမအီလိုမတ်စ်ဦးစားတဲ့ Tesla ကမ္ဘာကြီးကလည်းဒီလို AI ပညာသုံးဆဲဦးတွေစီးပွားဖြစ်ထုတ်ဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့ရုရှားမှာတော့အဲ့ဒီဆဲဦးမျိုးကို ဒီ AIDOS ဆေးဥမတိုင်းကမှာမိတ်ဆက်ပြတ်တာတော့ရှိပါဘူး။ဒါကြောင့်လဲဒီဆေးဥကိုလူတွေကအထင်ကြီးနေတာပါ။ဒီ company ဆိုရတော့ဆေးဥဟာလူလိုလမ်းလျှောက်နိုင်ပြီးစိတ်ခံစားချက်မျက်နှာငွေရဆင့်နှစ်ခုကိုပြောင်းလဲပြတ်ထန်နိုင်တယ်ဆိုပါလေ။ company တက်ကတော့အရှက်ကွဲစရာဖြစ်ခဲ့ပေမဲ့ဒီလိုကိစ္စတွေဟာခရစ်ရှင်ပြည်နိမညာစံသမှုကိုထိုးထွက်လောက်ဆောင်တဲ့အခါမှာကြုံလေးရှိတဲ့ဖြိုးဖြစ်စင်ပါလို့လူတွေကတော့ပြောသွားပါလိမ့်။